ကိုရီးယားနိုင်ငံကအရင်ကလိုမလုံခြုံတော့ဘူး hello အားလုံးပဲမင်္ဂလာပါဒီနေ့ချိုးအနေနဲ့ပြပြပေးသွားမှာကတော့ကိုရီးယားနိုင်ငံကအရင်ကလိုဘာကြောင့်လုံခြုံမှုမရှိတော့တာလဲဆိုတဲ့အကြောင်းညာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ကိုရီးယားနိုင်ငံကအရင်ကလိုဘာကြောင့်လုံခြုံမှုမရှိတော့လဲဆိုရင်တော့ဒီကိုရီးယားနိုင်ငံရဲ့ SN နဲ့သတင်းနေမှာပေါ့မကြာခဏတွေ့မြင်ရတဲ့အကြောင်းညာတွေဖြစ်တဲ့ဒီအမျိုးသမီးတွေကိုပေါ့နော် အမျိုးသမီးတွေကိုနှောက်ယှက်တာတွေနောက်စိတ်ပိုင်းဆိုင်ရာကြမ်းမိုင်းမကောင်းသူတွေရဲ့လျှက်တပတ်တိုက်ခိုက်တာတွေခံရတာတွေကလေးသူငယ်တွေကိုဖျားဆောင်သွေးဆောင်ခေါ်ဆောင်မှုလုပ်တာတွေလူတန်းမှုအကြောင်းညာတွေနောက်မွေးစေဝါတွေပေါ့နော်မွေးစေဝါရာဖြန့်ပြူးရောင်းချတဲ့ကိစ္စတွေပေါ့နော်အဲ့ဒါတွေကြောင့်ပေါ့ကိုရီးယားနိုင်ငံကလုံခြုံမှုမရှိတော့ဘူးဆိုတဲ့ပေါ့နော်ခံစားမှုတွေဖြစ်လာတယ်ပေါ့နော်အဲ့မှုတွေကဆိုလို့ရှိရင်အရင်ကတည်းက40ရာခိုင်နှုန်းက60ရာခိုင်နှုန်းထိ မြင့်တက်လာတယ်လို့ဆိုရဲပေါ့ဒီကိစ္စတွေဖြစ်ရတဲ့အဓိကအကြောင်းရင်းကပေါ့နော်ကိုရီးယားနိုင်ငံရဲ့စီးပွားရေးကျဆင်းတာတွေလူတွေရဲ့ဒီစိတ်ဖြစ်စည်းမှုတွေစီးပွားရေးအဆင်ပြေပြီးတော့စိတ်ဖြစ်စည်းမှုတွေ stress တွေများတယ်လေအဲ့ဒါတွေအကြောင်းရင်းပြီးလို့ရှိရင်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးစိတ်ကျန်းမာရေးမကောင်းတဲ့သူတွေကြောင့်အမွေစွာတွေရက်တစာတောက်စာတုံးဆွဲသူတွေအဲကြောင့်ပေါ့နော်ဒီကိစ္စတွေကဖြစ်လာတယ်ဆိုပြီးတော့ဆိုရကတော့ဟိုတတ်မှတ်ထားရေပေါ့နော် အမှန်တာပြီးတော့ဒီ2020လေး2025မှာဆိုလို့ရှိရင်ကိုရီးယားနိုင်ငံရဲ့ရာဇဝတ်မှုမှတ်တမ်းအရာဆိုရင်အမျိုးသမီးတွေကိုလိမ်ပိုင်းဆိုင်ရာကျွလွန်တဲ့အမှုကပေါ့အရင်ကဒီအရင်နှစ်တွေထဲပေါ့နော်ဒီ30ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းထိတိုးလာတယ်လို့ဆိုရပေါ့နော်ဒီအာပြီးခဲ့တဲ့ဒီ2025မှာပြီးခဲ့တဲ့လတွေမှာဆိုလို့ရှိရင်ပေါ့နော်တရင်းတွေထဲမှာတွေ့ရတာဆိုရင်ဒီကလေးတွေကို ဟိုဖျားယောင်းသွေးဆောင်ပြီးတော့မုတ်နေနဲ့ဖျားယောင်းသွေးဆောင်ပြီးတော့ဗောနော်သူတို့ကလေးတွေကိုဖမ်းဖို့ခေါ်တာတွေဗောနော်အဲ့ကိစ္စကြီးကြားတဲ့အတွက်ကြောင့်ဒီနောက်ခုနောက်နောက်ပိုင်းဒီကျောင်းနေရဆိုလို့ရှိရင်ကလေးတွေကိုအသွားလာကျောင်းသွားကျောင်းစင်နေမှာဒီလုံခြုံရေးချပေးရတဲ့အဆင့်အထိဖြစ်သွားရဲ့ဗောနော်နောက်ခုအာအမျိုးသမီးအမျိုးသမီးတွေဆိုလို့ရှိရင်နောက်ရက်ခံရတာတွေဘယ်လိုတွေနောက်ရက်ခံရလဲဆိုရင်ညဘက် သွားလာနေမှာနောက်ကနေလိုက်ပြီးနှောက်ရက်တယ်ဒီမှောင်းမိုက်တဲ့လမ်းနေမှာဆိုနှောက်ရက်ပေးရခံရတယ်လိမ်မိုင်းဆိုင်ရာကျွန်းလွန်တာတွေခံရတယ်နောက်ဘတ်စကားတွေဒီယထားတွေပေါ်မှာဆိုလို့ရှိရင်မတော်တဆထိခိုက်မှုဟိုထိခိုက်တဲ့ထိလိုက်မိရဆိုတော့အထာတွေပေါ့နော်ဟိုဒီနှောက်ရက်ထားတွေကိုခံရတယ်နော်နေအိမ်တွင်းအကျန်းဖက်မှုတွေမျိုးသမီးကိုပေါ့နော်ကို့မိမကိုပြန်ပြီးတော့တတ်တာတွေ တက်ပြီးတော့ဒီ kimchi oil နဲ့မှထည့်ထားတဲ့သတင်းဆိုတော်တော်ပြန်တော်တော်ကြီးကိုနာမည်ကြီးသွားရင်ပေါ့နော်နောက်တစ်ခုကိုသားသမီးကိုတက်ပြီးတော့ဒီလူမသိသူမသိပြစ်ထားတဲ့အမှုတွေနောက်မွေးစေဝါတွေကိုဖြန့်ချီတာတွေကိုဒီ CCTV မှတ်တမ်းနေနဲ့တွေ့ပြီးလိုက်ရဲတွေဖမ်း